မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မြန်မာနိုင်ငံမှာစံစိန်နှုန်းကြီးမြင့်စေရေးအတွက်ဝိသမလောဘစီးပွားရေးသမားများကလှုပ်ဆောင်နေဆိုပြီးတော့စစ်ကောင်စီကစံကုန်တယ်များစံဆက်ပိုင်ရှင်များကိုဖမ်းဆီးပြီးတော့စံဆက်များနဲ့ပွဲရုံများကိုပါလိုက်လံချိတ်ပိတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ20ရက်နေ့ကစီးဝါရင်းနဲ့ကုသန်းရောင်းဝယ်ရေးဒုဝန်ကြီးဦးမင်းမင်းကစံကုန်သည်များနဲ့စံစဘာလုပ်ငန်းရှင်များကိုဇွန်ကနေတဆင်အစည်းအဝေးလုပ်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်မှာတော့ဇွန်လ21ရက်နေ့ကနေစတင်ပြီးဇက်တိုက်ဆိုသလိုဖမ်းဆီးမှုများလှုပ်ဆောင်လာခြင်းဖြစ်တယ်လို့သိရပါဗါးမနေ့ကစံကုန်သည်တွေစံဆက်လုပ်ငန်းရှင်တွေတော်တော်များများကိုလိုက်ဖမ်းနေတယ်မနေ့ကမနက်ပိုင်းမှာစံဆက်ပိုင်ရှင်တွေကိုဖမ်းဆီးပြီးတော့ညနေပိုင်းနဲ့ညဘက်တွေမှာစံဆက်နဲ့ဂိုဒေါင်တွေကိုပါချိတ်ပိတ်သွားပါတယ် မနက်ပိုင်းမှာကုံတယ်နဲ့ဆန်ဆက်ပိုင်ရှင်တွေကိုဖမ်းနေမနေ့ကည7:00နာရီကျော်မှလိုက်ပြီးတော့ချိတ်ပိတ်တာ အဓိကကတော့အမျက်တင်ပြီးရောင်းတယ်ဈေးနှုန်းကြီးမြင့်အောင်လို့တိုးလောင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အမေးအမြစ်မရှိဘဲနဲ့ဝင်ဖမ်းသွားပါတယ်လို့စံစဘာလုပ်ငန်းရှင်တို့ကပြောပြထားပါတယ်စစ်ကောင်စီကဇွန်လ22ရက်နေ့မှာရန်ကုန်တိုင်းနဲ့ AOD တိုင်းအတွင်းကစံကုံတွေနဲ့စံစဘာလုပ်ငန်းရှင်များကိုဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့အခြားသောတိုင်းဒေသကြီးတွေကစံကုံတွေနဲ့စံစံများကိုလည်းဆက်လက်ပြီးတော့ဖမ်းဆီးမှာဖြစ်တယ်လို့သိရပါတယ်လက်တလောရရှိထားတဲ့စည်ရဲများအရာဖမ်းဆီးခံရတဲ့စံဆက်ပိုင်ရှင်နဲ့ချိတ်ပိတ်ခံရတဲ့စံဆက်နဲ့ဂိုဒေါင်များပွဲရုံများမှာ လိုင်းတာယာမြို့နယ်ကဆွေလာဝန်းစံဆက်ယုံအပါအဝင်စံဆက်နယ်ဂူတောင်ဆယ်ကူဒေဒီရဲမြို့နယ်ကမိဘမြတ်တာနှစ်စံဆက်နယ်စံဂူတောင်များဂူဒီစံဆက်တို့ကို၎င်းဘရင်တော်ပွဲယုံကစံပွဲယုံများကို၎င်းဖမ်းဆီးမှုများချိတ်ပိတ်မှုများလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီကမြန်မာနိုင်ငံစံစဘာအသင်းချုပ်ဥက္ကဋ္ဌရဲမင်းအောင်နဲ့စံစဘာကုံစီတိုင်းဘရင်တော်ဥက္ကဋ္ဌလူမောင်မြင့်မောင်တို့ကိုအစည်းအဝေးတက်ရောက်ရန်ရှိတယ်ဆိုပြီးတော့နေပြည်တော်ကိုစစ်ကောင်စီကဖိတ်ကြားပြီးတော့ ပြန်မလွတ်တော့ဘဲနဲ့ခေါ်ယူထိန်းသိမ်းထားတယ်လို့သိရပါတယ်။အခုနောက်ဆုံးရရှိထားတဲ့သတင်းများအရဇွန်လ22ရက်နေ့ည7:00နာရီအချိန်မှာရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်ဘရင်တော်ပွဲရုံအတွင်းမှာရှိတဲ့စံပွဲရုံ၃ခုထက်မနည်းကိုစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့များကလာရောက်ချိတ်ပိတ်သွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကပြင်ပဈေးကွက်ပေါက်ဈေးထက်များစွာလျော်နေတဲ့စံဈေးနှုန်းများကိုတတ်မှတ်ထုတ်ပြန်လိုက်ပြီးတော့တတ်မှတ်ဈေးနှုန်းထက်ပုံမိုရောင်းချပါကဖမ်းဆီးအရေးယူမယ်လို့ချိန်ချောက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လ20ရက်နေ့မှာစစ်ကောင်စီကစံကုန်တယ်များစံစက်များကိုအရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီးတဲ့နောက်ဇော်လ21ရက်နေ့မှာစံကုန်တယ်များစံစက်များကိုဖမ်းဆီးအရေးယူခြင်းများစံစက်များဂိုဒေါင်နဲ့ပွဲရုံများကို ချိတ်ပိတ်ချင်းများကိုဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့စံစဘာဈေးနှုန်းကိုပါ တတ်မှတ်ဈေးနှုန်းထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။အဲ့ဒီတတ်မှတ်ဈေးနှုန်းထက်ပိုပုံပြီးတော့ရောင်းချပါကဖန်စီအရေးယူမယ်လို့ချိန်ချောက်ထားကြောင်းသိရပါတယ်။စစ်ကောင်စီကစံဈေးနှုန်းများကိုတတ်မှတ်ရမှာအနေအဆုံးစံချမ်းဈေးနှုန်းကို24ပြည်တိုက်ကိုငွေကျပ်8000ကနေစတင်တတ်မှတ်ပြီးတော့အမြင့်ဆုံးရွှေဘိုပေါ်ဆန်းမွေတိုက်ကိုငွေကျပ်34500ကျပ်တတ်မှတ်ထားကြောင်းသိရှိရပါတယ်။ဈေးကွက်အတွဲမှာရောင်းချမယ်ဆိုပါကစံဈေးနှုန်းများဟာစစ်ကောင်စီကတတ်မှတ်ထားတဲ့စံဈေးနှုန်းထက်900ခိုင်နှုန်းကနေ1000ခိုင်နှုန်းသာကွာဟရမယ်လို့သိရပါတယ်။ စူပါမားကတ်များမီနီမားကတ်များမှာတက်မှတ်ထားတဲ့စံစည်းနှုန်းထက်၁00ခိုင်နှုန်းကနေပြီးတော့၂၀ခိုင်နှုန်းအတွင်းသာကွာဟရမှာဖြစ်ကြောင်းစစ်ကောင်စီကမြန်မာနိုင်ငံစံစဘာအသင်းချုပ်ကနေတဆင့်ထုတ်ပြန်လိုက်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ update သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel က one in ထိနေတဲ့အတွက်နေ့စဉ်သတင်းများကိုကျွန်တော်ရဲ့ channel အသစ်ဖြစ်တဲ့ Revolut Burma News Channel မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်ခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့အလူငွေထည့်စရာမလိုပဲ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကဈေးကွက်ထဲမှာစားအုပ်စီဈေးနှုန်းများအစမတန်မြင့်တက်နေတဲ့အချိန်စားအုပ်စီလုပ်ငန်းရှင်များအားလုံးကိုအရေးပေါ်အစီအဝေးခေါ်ယူထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အရေးပေါ်အစည်းအဝေးကိုရန်ကုန်မြို့မှာရှိတဲ့စီးပွားရေးနဲ့ကုသန်းရောင်းဝယ်ရေးဝင်ကြီးဌာနရုံးမှာခေါ်ယူထားခြင်းဖြစ်ပြီးတော့စီးပွားကုသန်းဒုဝန်ကြီးမင်းမင်းတက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။ဒီကနေ့မွန်လွဲ၂နာရီမှာအစည်းအဝေးပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။ဇွန်လ20ရက်နေ့မှာစံအစည်းအဝေးကိုဇွန်မီတင်နဲ့ပြုလုပ်သွားတယ်။စီးပွားကုသန်းဒုဝန်ကြီးတက်တယ်။ဇွန်လ21ရက်နေ့ကနေစပြီးဒီနေ့အထိစံကုန်တယ်တွေစံဆက်တွေစပားလုပ်ငန်းရှင်တွေအကုန်လုံးကိုဖမ်းနေတယ်။ဒီနေ့ဇွန်လ22ရက်နေ့မှာစောင်းစီသမားတွေကိုအရေးပေါ်အစည်းအဝေးခေါ်တော့အစည်းအဝေးပြီးရင် စီကုံတဲတွေကိုလည်းဖမ်းမှာစိုးရိမ်နေကြတယ်အားလုံးလက်နေကြတယ်လို့စီလုံငန်းရှင်အတိုင်းဝိုင်းကပြောဆိုထားပါတယ်လက်ရှိဈေးကွက်မှာစစ်ကောင်စီကစောင်းစီတပိတ်တာကိုငွေကျပ်9300ဝန်းကျင်သတ်မှတ်ထားတော့လဲဈေးကွက်မှာစောင်းစီတပိတ်တာကိုငွေကျပ်14000အထိဈေးပေါက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကြာရင်စိတ်ကြီးမြို့နယ်မှာရှိတဲ့ခိုင်းမြန်မာနယ်စပ်ကုံသွယ်ရိတ်ဂိတ်တစ်ခုဖြစ်တဲ့ဖျားတုံးစု gate ကိုပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ကနှစ်ဖက်စလုံးကယာယီပိတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဖျားတုံးစုနယ်စပ် gate ကိုဇွန်လ18ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့မြန်မာဘက်ချမ်းကယာယီပိတ်လိုက်ပြီးတဲ့နောက်အလားတူထိုင်းဘက်ကပါထပ်မံပိတ်လိုက်ခြင်းကြောင့်နှစ်နိုင်ငံကုံသွယ်မှုများရပ်တန့်သွားကြောင်း ဖျားတုံးစုမြို့ကံများနဲ့ကုံတယ်များစီကတေးရပါတယ်မြန်မာဘက်ကပိတ်လိုက်တာပါဘာကြောင့်ပိတ်လိုက်လဲဆိုတာကိုတော့ထုတ်ပြန်ကြေညာတာမရှိပါဘူးနောက်ပြီးတိတ်မကြဘူးထိုင်းဘက်ကပါထပ်ပိတ်လိုက်တယ်လို့ဒေသခံကုံတယ်တို့ကပြောဆိုထားပါတယ်လက်ရှိမှာမြန်မာဘက်ကဖျားတုံးစု gate ပိတ်ထားခြင်းကြောင့်ကုံတင်ရေများဖြတ်တန်းသွားလာလို့မရတော့တဲ့အတွက်ကုံစည်းစင်းမှုများရပ်တန့်သွားကထိုင်းနိုင်ငံဘက်ကနေမြန်မာနိုင်ငံဘက်ကိုတင်သွင်းတဲ့ကုန်ပစ္စည်းများမှာဈေးနှုန်းမြင့်တက်လာတဲ့အတွက်ဒေသခံပြည်သူများအနေနဲ့အခက်အခဲများကြုံတွေ့နေရတယ်လို့သိရပါတယ် လက်တလုံးမြောက်ရီမြို့နယ်ဘက်မှာမိုးရွာသုံးမှုများနေတဲ့အတွက်ကုန်တင်ကားများတွာလာရခက်ခဲမှုများကြောင့်ဖျားသုံးစုဂိတ်ကိုဝင်ထွက်တွာလာမှုတွေပုံမှုများပြားနေတယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။အခုဆိုရင်မြောက်ရီဘက်ကလည်းတွာလာလို့မရတော့သလိုဒီဘက်မှာလည်းပိတ်လိုက်တော့အိမ်သုံးကုန်နဲ့စားတောက်ကုန်တွေဈေးတက်သွားတာတွေရှိနေတယ်လို့နောက်ထပ်ဒေသခံတို့ကပြောပါတယ်။လက်ရှိမှာထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့မြောက်ရီနယ်စပ်ဂိတ်အပါဝင်တာချီလိတ်မဲဆိုင်မြောက်ရီမဲဆောက်ထီခီနန့်ဖူရောဘိတ်မောင်တော်နဲ့ ကော့တောင်ရန်အောင်စတဲ့နေဆက်ဂိတ်တို့မှာလည်းတိုက်ပွဲအခြေအနေနဲ့လမ်းပဲဆက်သွယ်ရေးအခက်အခဲကြောင့်ကုန်စီစီးဆင်းမှုများနှောင့်နှေးလျက်ရှိကြောင်းသတင်းရရှိပါရယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန်အင်းတော်ကြီးဒေသမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်း၃ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကဇွန်လ22ရက်နေ့မနက်မှာထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် KAI အနေနဲ့မက်လ9ရက်နေ့ကစပြီးတော့နယ်မြေဒေသအလိုက်စစ်ကောင်စီတပ်စခန်းများကိုကြပြိုင်တည်းထဲထိုးစစ်ဆင်တိုက်ခိုက်မှုများလှုံ့ဆော်လျက်ရှိရာဇွန်လ22ရက်နေ့မှာစစ်ရှိန်မြင့်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မနက်9:00ကြီးက ဖားကန်အင်းတော်ကြီးဒေသကစစ်ကောင်စီရဲ့ဝေလုံစခန်းညောင်ပင်စခန်းနဲ့ချောင်းဝစခန်းတွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်လို့စစ်ရေးသတင်းအင်းမြစ်ကပြောကြားထားပါတယ်။အဲ့ဒီတပ်စခန်းများဟာစစ်ရေးအရာရေးကြီးပြီးတော့အင်းတော်ကြီးဘက်ကနေပြီးတော့ဖားကန်ကိုသွားတဲ့လမ်းပိုက်မှာတည်ရှိတယ်လို့သိရပါတယ်။ KIA ရဲ့အနေနဲ့ဇွန်လ17ရက်နေ့ကဝိုင်းမော်စတုံးဒေသမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတရက်ထဲမှာတင်တပ်စခန်းပေါင်း18ခုကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်မှာစစ်ကောင်စီရဲ့ပြည်သူ့စစ်မှုထမ်းအပတ်စဉ်3အတွက်လူသစ်စုဆောင်းခံရသူ165ဦးရှိနေပြီဖြစ်ပြီးစစ်သားစုဆောင်းခံရသူ800နီးပါးအထိရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်မှုထမ်းအပတ်စဉ်3အတွက်လူသစ်စုဆောင်းခံရတဲ့သူတွေကိုဇွန်လ21ရက်နေ့ကစစ်ကောင်စီခန့်မွန်ပြည်နယ်ဝင်းကြီးချုပ်ဦးအောင်ကြည်သိန်းရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမူဘုံမူးချုပ်ကျော်လဲမောင်နဲ့တာဝန်ရှိတဲ့သူတွေကမော်လမြိုင်မြို့နယ်မြေခံတင်တန်းကျောင်းမှာတွားရောက်တွေ့ဆုံခဲ့တယ်လို့သိရပါဗျ။ ဇွန်လ18ရက်နေ့ထုတ်ဂျာမန်ညဖက်ဒရယ်အင်အားစုတက် NRFF ရဲ့စစ်တမ်းအရာမွန်ပြည်နယ်မှာစစ်မှုထမ်းအပတ်စဉ်1အတွက်အယောက်200ကျော်နဲ့အပတ်စဉ်2အတွက်အယောက်400ထက်မနည်းစုဆောင်းခံခဲ့ရတယ်လို့သိရပါတယ်။စုဆောင်းခံရတဲ့တင်နန်းသားတွေကိုမွန်ပြည်နယ်တန်ဖြူစည်းမ်းမြို့နယ် ဝဲကလေးကျေးရွာအခြေဆိုင်တက်ကကလေးတက်မတော်တမ်းမြေတင်တန်းကျောင်းမှာတက်သားတဲ့အဖြစ်နဲ့စစ်တင်တန်းတက်ရောက်စေခဲ့တယ်လို့သိရပါဗျ။ NRFF ရဲ့စစ်တမ်းအရာမွန်ပြည်နယ်မှာစစ်မှုထမ်းဥပဒေနဲ့စစ်ခေါ်ခံရတဲ့လူငယ်တွေကိုငွေကြေးထောက်ပံ့ရေးအကြောင်းပြချက်နဲ့တရွာဒါမှမဟုတ်တရက်ကွက်ကိုငွေကျပ်10သိန်းကနေပြီးတော့30အထိလာတဲ့ထောက်ပံ့ရေးတွေကောက်ခံမှုတွေလည်းရှိနေတယ်လို့သိရပါဗျ။တစ်ဖက်မှာလည်း ်စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်ဆိုပြီးတော့လက်မှတ်တစောင်းကိုငွေကျပ်9သိန်းထက်မနည်းတပ်ဆိုင်ရာရက်ကြေးအုပ်ချုပ်ရေးမှုတွေကိုပေးဆောင်နေရတယ်လို့ရာမညဖက်ဒရယ်အင်အားစုတဲ့ NRFF ရဲ့စစ်တမ်းကဖော်ပြထားပါတယ်ဗမာရေးရနဲ့ပြည်ပခလေးလာစောင့်ကြည့်ရေးအဖွဲ့ BACS ရဲ့အစီရင်ခံစာအရတပ်အင်အားပြုံးတိနေတဲ့စစ်ကောင်စီတပ်ဟာစစ်မှုထမ်းအပတ်စဉ်တင်းနဲ့2အတွက်တင်းတန်းချောင်း21ချောင်းကိုဖွင့်လှစ်ထားပြီးတော့အပတ်စဉ်2ခုအတွက်လူငယ်ပေါင်း6000ဝန်းကျင်ကိုတပ်သားတပ်ဖြစ်နဲ့စုဆောင်းထားကြောင်းတရင်ရရှိပါရယ်ခမညာ အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ